မမေးသမီးရှာလားရှာတာပေါ့သမီးလေးသမီးလေးရလေးသမီးကြောင့်ကဝယ်မှာလဲစူးအများကြီးရပါသေးတာအဲမီးနောက်ကြောင်မှာသွားရအောင်အော်ချစ်တဲ့ရဟုတ်ကင်မှာပါလားဟုတ်ပြီချိုက်ခွိုက်ကိုနေပါကြာပြီကိုကိုရဲ့တို့ကခွန်မာရအောင်ရောက်နေကြပြီ။အော်ကိုကြီးမြန်မာကိုတော့ကြာနေတော့။တင်းအရာအားလုံးကိုလိုဒလိုထိန်းချုပ်နေပြီ။ မီးရဲ့ဟိုရှိလာတဲ့ခင်ရောက်ပြီးပြီးတော့ကိုယ်တင်မောင်းနေတဲ့ရင်အရှိန်ကိုတော့ခင်းချုံနိုင်ပါပါရင်မောင်းရင်ပုံမှန်အရှိန်နဲ့သာမောင်းမှာမိတ်ဆွေတင့်နဲ့တစ်ကိုမရက်တန့်လိုက်ပါနဲ့ပြည်အောင်စုအစိုးရအနေနဲ့ဝါတိုင်းသားများကိုကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဝါပြည်နယ်ဖြစ်သက်မှတ်ပေးဖို့တောင်းဆိုတဲ့ပင်လုံရှိမှန်းချက်ပန်းတိုင်ရောက်အောင်ရာသပံစူးစမ်းအထောက်အထားမယ်လို့ဝါပြည်နယ်ပြည်သူအစိုးရဥက္ကဋ္ဌဖြစ်တဲ့ဥပေါ့ယူချန်းကပြောကြားလိုက်ပါတယ် ဝါကပိုင်အချုပ်ခွင့်ရဒေသမှာရှိတဲ့ဝါပြည်သူရင်ပြင်မှာဧပြီလ15ရက်နေ့ကပြုလုပ်တဲ့ဝါငင်းချင်းနှစ်30ပြည့်စီးပြလေးကျင်းတဲ့အခမ်းအနားမှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်ဝါပြည်နယ်လူဝက်ချက်ကတိုင်းဒါဇာတိမန်နဲ့ဒန်းတူညီမြရေးတိုင်းဒါကိုပိုင်အုပ်ချုပ်ခွင့်ရရေးလို့ဆိုရတဲ့အထက်ပါနိုင်ငံရေးတောင်းဆိုမှုအကောင့်ထဲမပေါ်မီကာလမှာငင်းကြဲဒီမိုကရေစီအလံကိုလွှင့်ထူပြီးတော့တခြားအဖက်မှာလက်နက်နဲ့မိမိကိုယ်ကိုကာကွယ်ရေးအလံကိုလွှင့်ထူကာလက်ရှိအနေအထားကိုဆက်လက်ဆောင်စည်းထိန်းသိမ်းသွားမယ်လို့ဆိုထားပါဗျ။ ။ဗားပြည်နယ်ဟာပြည်တော်စုမြန်မာနိုင်ငံကနေခွဲထွက်မရတဲ့အစိပ်ပိုင်းဖြစ်ပြီးတော့မခွဲထွက်ရင်းနဲ့လွတ်လပ်ရေးမတောင်းဆိုရေးကိုအလေးအနက်ခရီးပြုခဲ့တယ်လို့ဝါပြည်နယ်ပြည်သူ့အစိုးရဥက္ကဋ္ဌကပြောပါရယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်တက်လာတဲ့အစိုးရအဆက်ဆက်ဟာပင်လုံစာချုပ်အနှစ်သာရကိုအတိမပြုဘဲနဲ့လမ်းကြောင်းလွှဲအောင်ပြုမှုဆောင်ရွက်ခဲ့ကြပြီးတော့ကောင်းမွန်သိမြတ်တဲ့တိုင်းဒေသကြီးရာမူဝါဒကိုလည်းချမှတ်နိုင်ခဲ့ခြင်းမရှိဘူးလို့ဝါပြည်နယ်ပြည်သူ့အစိုးရဥက္ကဋ္ဌဦးပေါ့ယူချန်းကထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါရယ် ကျွန်တော်ရောက်နေတဲ့နေရာကတော့ဝါအထုဒေသဖြစ်နေရဲ့ပန်ဆမ်မြို့မှာဧပြီလ56ရက်နေ့မှာပြုလုပ်မဲ့ညဉ့်ညံ့ရေး30ပြည့်အခမ်းအနားမှာစီးပွားမှုတွေလုပ်ဖို့အတွက်ကြိုတင်လေ့ကျင့်မှုတွေလုပ်နေတဲ့အခမ်းအနားရှိမှာရောက်နေတာပါဒီဝါ ီဒစ်စနီရဲ့ပါတီ UWSAP UWSA ကတော့တိုင်းသားလက်နက်ကိုင်အင်အားစုတွေထဲမှာအင်အားတောင်းတင်းဆိုတော့တိုင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခုရှိပြီးတော့ဒေသအရဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နေရာလိုလည်းပြောနေရပါတယ်အစီအထိုးမှာဒီကုံသွေးလမ်းတွေဖွင့်ပေးပဲဆိုပိတ်ဆို့ထားမှာအသိအကျိုးမရှိဘူးဘာလို့လဲဆိုတော့လက်ရှိဝါးနေမှာတက်လှူနေလည်းရှိတယ်မင်းညာအောက်ဆိုင်ထွက်တယ်တင်းထွက်တယ်နောက် rubber အေကဆိုအေက2သိန်းလောက်ရှိတယ်အဲ့တော့ဒီအတိကထွက်ကောင်ဒီပန်ဆန်းကနေမုံငယ် ဒီနဇက်ကုံသေးလမ်းကြောင်းဟာယူနန်ပြည်နယ်ရဲ့နံပါတ်၄ခုမြောက်နဇက်လမ်းကြောင်းဖြစ်တယ်။နော်နှစ်စဉ်ဒေါ်လာတန်း1000လောက်ကုန်ကူးနေတာ။ဒါတရုတ်ကကျင်လာတယ်။တရုတ်ကတရုတ်ရဲ့တင်ဝင်ကျင်ညာချက်ရသိရတာ။ဒါအဲ့တော့သူ့ဟာသူကတော့ရက်တည်နိုင်တာ။အဲ့တော့ဗမာပြည်ကွန်မြူနတီပါတီကိုထောင်ကူရှိစတဲ့ကိုကိုနေအေပလတ်ဖွေရလေးမှာဝတ်တမှုတွေကလည်းပြောအားသိပြီးတော့အစိုးရနဲ့ညဉ့်ညဉ့်ရေးလက်မှတ်ထိုးပေးတဲ့30ပြည့်အခမ်းအနားအတွက်ဂျူလီပြည်စုံမှုတွေလုပ်နေတာပါအဲ့ဒီနေ့အခမ်းအနားမှာဆိုရင်ဒီ စစ်လက်နက်ပစ္စည်းတွေမောင်းလို့မဲ့လေရင်တွေဒါလီမျိုးတွေနေတဲ့သူတွေခင်းနေပြတ်တော့ပြီးတော့စေးပြမှုတွေပစ္စည်းမှုတွေလုပ်နေပါလေ။မီဒီယာတွေကတော့လောလောဆယ်တော့ပြည်တွင်းကမီဒီယာတွေကတော့အစင်းအရတော့60ကျော်ပေါ့ရှိရပေါ့နော်။မီဒီယာဌာနပေါင်း20ဝန်းကျင်လောက်ရှိတယ်ပေါ့နော်ပြည်တွင်းပြည်ပအပါဝင်ပေါ့နော်အဲ့လောက်ရှိဒီစစ်ပွဲတံတွေခံခုခဲ့တဲ့သူတွေကမှသာဒီငင်းချမ်းရဲ့အနစ်တာရကို အငင်းချမ်းရဲ့တံပိုးနားလည်နိုင်တယ်ပေါ့အဲ့ဒီနေ့အခမ်းအနားတွေဒီသူကပကနေကြောင်းငင်းရဲ့ပုတ်တယ်အဖွဲနဲ့တက်ရောက်မှာဖြစ်တယ်လို့ဒီဒီနေရဲ့ရှမ်းပြည်နယ်ရဲ့နယ်လုံးဝကြီးတဲ့တက်ရောက်မယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်အောင်လို့ပါခင်ဗျာ